အလုံးမဲမင်္ဂလာရှိရဲ့ကဆောင်လာပြည်နေနေဖြစ်ပါစေလို့ရင်ဆုံးဆုမကတောင်းလိုက်ပါတယ်ပြီးတော့အလုံးလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကနေပြီးတော့အကုန်လုံးကိုကြိုးလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော် diary thing လေးတစ်ခုလုပ်ပြမှာပါ diary universal message ဖြစ်ပါတယ်ဒီနေ့အတွက်ကပေါ့နော်ဆိုတော့ဒီနေ့ full moon daily မှာကျွန်တော်ရဲ့ energy က full ဖြစ်နေတတ်ပါတယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့အကြောင်းလို့ဘာလေးတွေတည်တည်နဲ့ဘာလေးတွေရှောင်တဲ့နဲ့ကိုကိုကိုဘယ်လိုမျိုးပြန်ပြီးတော့ လုပ်တင်လဲဘယ်လိုမျိုးစူးစမ်းတင်လဲဆိုတာလေ university ကနေ guidance အောင်มาဖြစ်ပါတယ်ကျွန်တော်ဒီမှာ Oracle နဲ့ကတ်ထုတ်ပေးမယ် Oracle Rose Oracle နဲ့ Stacy Oracle ပေါ့နော်ဆိုတော့ universe message ဆိုတော့အကောင်းဆုံးကတ်တွေကနေပြီးတော့ထုတ်ပေးတော့มาဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင် developer ကြီးတီးဖို့လိုအနေနဲ့ဆိုတော့လေဟိုကျွန်တော်တို့ကြည့်ရအောင်ပါအရင်ဆုံးကစုံလိုက်နေလေးမှာအလူလေးပြုနိုင်ကြပါစေလို့အရင်ဆုံး စုံကောင်းလေးတောင်းရှင်နေပေါ့နော်။ဘာလို့ဆိုကစုံလာရင်းနေရတကယ်ကိုမှအပိဓမ္မာနေ့အရောင်မှာတမှုရှိရဲ့ဘုရားဘာသာဝင်တွေအတွက်အရောင်မှာထူးခြားပြီးတမှုရှိရနေဒီနေ့ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်။ Okay ။ဘာလို့ဒီတဲ့နေရှိ။ဘာလို့ဒီတဲ့နေ message လေးတွေရှိမလဲ။ထိုးဝင်စတဲ့ okay ဆိုတော့ဒီမန်ချက်တွေရှိရတွေ့ရအဲဒီမန်ချက်တွေ ပက်ရှင်တွေနော်ကိုပြည့်ချင်တဲ့စန္ဒာတွေရှိတယ်မကဘာလုံးကိုကြည့်နေရဆိုတော့ကျွန်တော်ကတော့ဟိုဂျာနီပေါ့နော်ကိုရဲ့ဂျာနီရှိမယ်ဟိုထပ်ပြီးတော့သွားရမယ့်ဂျာနီကိုရန်သွားခြင်းနဲ့ဂျာနီဆိုတာရှိမယ်ဟိုခီးသွားခြင်းတာတို့ဒါမှမဟုတ်နိုင်ငံသားထွက်ခြင်းတာတို့နော်ဟိုလိုနိုင်ငံသားမှာအလုပ်လုပ်ခြင်းတာတို့ဆိုတော့အဲ့လိုမျိုးဂျာနီလေးရှိအဲ့ဂျာနီအတွက်ပြင်ဆင်တင်တာလေးလေး ပြင်ဆင်မှုအတွက်ဒီနေ့ကစပြီးလမ်းစာလေးတွေ follow ပါရမယ်ဆိုရင် message ရေးရပါတယ်เนาะဘာပဲဘာပဲလုပ်လို့ပါရေးရှေကိုပို့ပြီးတော့ကြိုပြီးတော့တွေးပြီးတော့လုပ်ပါတဲ့เนาะအဲ့ message ရေးရပါတယ်ကိုလုံအောင်ဖြစ်ချင်တဲ့ဆန္ဒလေးမကြောင်မှာဖြစ်မြောက်လာရမယ်ဆိုရင် message မျိုးပါเนาะအမြန်ဆုံးနှစ်ပတ်အတွင်းအကြာဆုံးနှစ်လအတွင်းအကျတကယ်အကြာဆုံးဆိုရင်တော့နှစ်နှစ်အတွင်းပေါ့เนาะအဲ့ကလာတဲ့မှာကိုဖြစ်ချင်တဲ့ဆန္ဒလေးဖြစ်လာပါလိမ့်မယ်တဲ့အဲ့အဲ့ message ရေးရထားပါတယ် အဲ့တော့ fire sign နဲ့ကြီးလေးရရဲ့အတွက်ကြောင့်မလို့ဒီနောက်ပိုင်းပေါ့နော်ဒီလာပြင်းနေနောက်ပိုင်းမှာကျွန်တော်တို့စိတ်တွေတက်ကြွတာမျိုးကြီးရှိလာမယ်နော်ရဲရင်တာမျိုးကြီးရှိလာမယ်ကျွန်တော်တို့လှုပ်ရဲကန်ရဲလာမယ်ပြောရဲဆိုရဲလာမယ် social skill ကြီးကောင်းလာမယ်နော်ဘာဖြစ်ကိုယ်ရဲ့ခံစားချက်အပူပင်လေးလေးပြောပြရဲလာမယ်ဆိုတော့အဲ့ဒီရှိလေးရပါတယ်ဒေါသလေးတော့ကြီးနေတက်တယ်ဒါလေးတွေတော့ရှော့ရမယ် okay ကျွန်တော်နောက်ထပ်တစ်ခါတော့ပြပေးပါဦး ခီးသွားခြင်းနဲ့တွေ့ခီးတစ်ခုကြုံမယ်ပေါ့နော်တချို့တွေအတွက်ခီးတစ်ခုသွားရတာမျိုးဖြစ်မယ်အဲ့ခီးသွားပြီးရဲ့နောက်မှာကိုဘွားအတွက်အများကြီးအခွင့်အလမ်းတွေရလာပါလိမ့်မယ်ဆိုရယ် message မျိုးရထားပါတယ် okay queen of swords okay ဒါတော့ independent ဖြစ်တယ်လို့ပဲပြောရမယ်နော် independent ဖြစ်တယ်ကို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 အကိုအချောင်းကိုတည်ရပေါ့နော်ဆိုတော့อืม အတိတ်မှာဘလို့ရရပဲဂျုံခဲ့ဂျုံခဲ့ပေါ့နော်အတိတ်ရတယ်မှာကို့အတွက်ဘလို့ပဲပြင်ပန်းခဲ့ရမျိုးဂျုံဂျုံဘလို့ပဲဆင်းရဲခဲ့ရမျိုးဂျုံဂျုံနော်ဒါကြီးကအနာဂတ်ကိုမတည်လာတော့ပဲနဲ့ကို့ဟာတော့ကို့ရောင်ရည်တင်းတင်းနဲ့စိတ်နဲ့သွားပါဆိုရယ် message ကိုပေးထားတယ်နော်ပြီးတော့ကို့ခံစားခဲ့ရတာကို့အသေးဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတခြားသူတွေကိုလည်းထိန်းချုပ်ဖို့မစိုးစားနဲ့ကို့ကိုကိုပဲထိန်းချုပ်ဖို့စိုးစားပြီးတော့ဒီလေချာချာလေးကို့အတွက်ကိုအားစိတ်ထုတ်ကြည့်ပါဆိုရယ် message ရပါတယ် ဲ့ဒါလည်းကျွန်တော်ထုတ်ကြည့်အောင် okay တခြားတွေရဲ့ခံစားချက်တွေကိုတိတ်ပြီးမထဲတော့တော့မထဲမတော့တော့ပဲနဲ့လေဟိုနည်းနည်းလေးပြောပြောမယ်ကိုယ့်ဘက်ကိုပို့ပြီးကြီးတက်လာတဲ့ energy မျိုးလေးရတယ်เนาะဆိုတော့အတိတ်ကဟိုအတိတ်ကဒဏ်ရာတွေတို့အတိတ်ကခံစားခဲ့ရတာတွေဒါတွေအကုန်လုံးကိုမေ့သွားဖို့အတွက်လမ်းစတော့၎င်းဒါမှမဟုတ်မေ့ဖို့စူးစမ်းလာတာမျိုးဒါတွေကိုကြောခိုင်းပြီးတော့ လို့ဆရာရှိရတယ်လို့ဟိုစူးစမ်းလာမျိုးအနာဂတ်အတွက်ပဲပို့ပြီးတော့အားဆိုင်နေရမျိုးမြင်ရတယ်သူရဲ့ once ကိုတွေ့ရတယ်သူရဲ့ once ရတယ် all about the journey ကိုပဲပြောတာเนาะဆိုတော့ကိုယ့်ရဲ့ရင်မှန်းချက်တွေမပြေမြောက်ပင်မဲ့လဲပေါ့နော်ဥမာကျွန်တော်တို့ဒီမှာကျွန်တော်ဘယ်လို message တမျိုးရလဲဆိုတော့ဒီတယောက်ကဘယ်ဘက်ကိုကြည့်နေရ right ဒီဘက်ဟိုဖုန်းလေးမငြိရင်တော့ကျွန်တော်နားလေပြီးတော့ခုံးအောင်မှာမငြိတော့ပေါ့နော်ဆိုတော့ဟိုတစ်ဖက်ကတစ်ဖက်က တဖက်ကလူကဘယ်ဘက်ကိုကြည့်နေလဲတဖက်ကလူကညာဘက်ကိုကြည့်နေလဲဆိုတော့တွေ့ရမလားဆိုတော့ဒါကတော့ကျွန်တော်ကရီမန်ချက်နှစ်ခုလို့မြင်တယ်ဒီဟာလေးကကိုယ့်ရဲ့ရီမန်ချက်တစ်ခုကမပြေခဲ့ဘူးပေါ့နော်အတိတ်မှာအတိတ်မှာမပြေခဲ့ဘူးဒါကြောင့်မလို့ကိုကအဲ့ဒီရီမန်ချက်ကိုဆွတ်လို့ပြီးတော့နောက်ထပ်ရီမန်ချက်ဒီတစ်ခုအတွက်ပို့ပြီးတော့စ조사တာမျိုးအဲ့ဒါမှပို့ပြီးတော့အောင်မြင်တာမျိုးအလိုမျိုးလေးတွေ့ရတယ်နော်အချိန်လေးတစ်ခုတော့ဆောင်ရမယ်နော်ကိုဖြစ်ချင်တာဖြစ်ဖို့အတွက်လုပ်ချင်တာလုပ်ဖို့အတွက်အချိန်လေးတစ်ခုတော့ဆောင်ရမယ်ဆိုရယ် message မျိုးလေးပေးထားပါတယ် ကျွန်တော်ငါးကတ်ထုတ်ပေးမယ်เนาะဆိုတော့နောက်ထပ်နှစ်ကတ်လောက်ထုတ်ပြပြပါဦးဆိုတော့အဲ့ဒီကျွန်တော်ရဲ့ first and ever authentic လေးပေါ့เนาะနိုင်တော့ခါစကိုမှရှိရရရောင်ရင်တိတ်တိမ်မှုကိုကတော့ကိုနားလည်မှုအဲ့လိုမျိုး message ရှင်ရပါတယ်เนาะ sorry ဒါဘယ်လို message မျိုးလဲဆိုတော့ဟို narrow cards က ရောင်ရဲတင်းတိမ်သွားတဲ့စိတ်တို့ကျွန်တော်ကတော့မြင်နေသေးတာကိုယ့်ရည်မှန်းချက်တွေလည်းပြည့်သွားတာမျိုးတွေကိုယ့်ရဲ့ ကိုဖြစ်ရှင်တဲ့ဆန္ဒလေးလေးမကြခင်မှာပြင်းပြောင်းလာမယ်ဆိုရဲ energy မျိုးကိုကျွန်တော်ပြောသလိုပေါ့ဒီဘက်မှာကိုယ်နဲ့အဆင်မပြေတော့တဲ့နေရာတကူကိုဆွန့်လွတ်ပြီးသွားရင်နောက်မှာကိုယ့်တက်ကအရင်အဆင်ပြေလာရေပေါ့နော်ဥပမာကိုယ်နဲ့အဆင်မပြေတဲ့အတိတ်တွေကိုလွတ်ချလိုက်တာကိုယ်နဲ့အဆင်မပြေတော့တဲ့အရာတွေလူတွေဒါမှမဟုတ်ရိမှန်းချက်တွေဒါတွေကအစပေါ့နော်ကိုယ်နဲ့အဆင်မပြေတဲ့ဝါဒနာတွေကအစအဲ့ဒါတွေအကုန်လုံးဆွန့်လိုက်တာပေါ့ကောင်းတဲ့ချင်းတွေရောမကောင်းတဲ့ချင်းတွေရောဆွန့်လွတ်ပြီးသွားရင်နောက်မှာကိုယ့်တက်ကလုံးဝဆက်ဆက်အရာမှာ abandon စိတ်ပြေလာမယ်ကိုယ့်ဘဝမှာအောင်မြင်မှုတွေရလာမယ်ကိုယ့်ရဲ့ emotional fulfillment ကိုလည်းရလာမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းမြင်ရ ာเนาะကိုယ်စိတ်ချမ်းသာမှုတွေပေါ့အဓိကတော့ကျန်တာတွေမချမ်းသာရင်တော့မစိတ်တွေရောချမ်းသာရယ်ဆိုရယ် energy မျိုးပေါ့เนาะအဲ့တော့ emotion လေးတွေမရှိတော့ဘူးဟိုတတရလေးဖြစ်သွားတယ်ကိုယ့်ဘဝကိုရောင်ရည်တည်တည်တက်လာတယ်ပေါ့เนาะအဲ့တော့စိတ်လေးကတော့တော့သူအေးချမ်းသွားမယ်ဆိုရယ် energy မျိုးတွေရောရပါတယ် seven of cups ဟိုတော့ရွေးချယ်ကြရရင်များလာမယ်တဲ့ ဟိုကျွန်တော်ပြောသလိုပေါ့အခွင့်အရေးတစ်ခုအခွင့်အရေးတွေလည်းရောက်လာမယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဒီကတော့ confusion တော့မမြင်ဘူးကျွန်တော် confusion တော့မမြင်ဘူးဆိုတော့ဟိုပုံမှန်ကျွန်တော်တို့ပုံမှန်ပေါ့နော်ဟို connection တွေနဲ့ connection အများအများနေပြီးတော့ကျွန်တော်တို့ကသင်ခန်းစာရေးရကြရဲဟွာတည်လာအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဒီကိုတော့သင်ခန်းစာရေးပေးမဲ့ connection မျိုးအများကြီးထက်ရောက်လာနိုင်တယ်ဆိုတာမျိုးမြင်ရတယ်ဒါဒီတော့လည်းကြောက်စရာမလိုဘူး ဟုတ်တယ်မလားဟို AC ကိုတာကိုရတာကို AC ကောင်းမွန်စွာရွေးချယ်နိုင်ဖို့ပဲလိုရယ်နော်အဲ့လိုမျိုးအခုအတွက်အဆုံးဖြတ်ပေးနိုင်တဲ့ကာလမျိုးရောက်လာနိုင်တဲ့အခွင့်အရေးအများကြီးပေါ့အဲ့အများကြီးနဲ့မှာမကောင်းသောအခွင့်အရေးတွေလည်းပါမယ် ကောင်းရှင်အောင်ဆောင်တဲ့အခွင့်အရေးလည်းပါမယ်မကောင်းရှင်အောင်ဆောင်ပြီးတော့တကယ်ကောင်းတဲ့အခွင့်အရေးလည်းပါမယ်ဆိုတော့ကျွန်တော်ပြောဆိုလို့ပေါ့ရေတိုးမကြည့်နဲ့ရေရှည်ဦးကြီးကိုယ်စိတ်ချမ်းသာဖို့အဓိကဦးစားပေးဖို့နော်ဆိုတော့အဲ့ဒါဆိုရင်တော့ဘာမှအဆင်မပြေစရာမရှိဘူးပေးဆိုတဲ့ကဆော့ဆော့ပန်ဒီကိုဆိုငွေကြေးတွေပြည်စုံချေသွားရမယ်အလောက်ကန်အများကြီးအဆင်ပြေလာလိမ့်မယ်သူများတွေကပြန်ပြီးတော့ထောက်ပံ့နိုင်တဲ့ဒီကိုကိုဘွားမှာလုံးဝအဆင်ပြေလာမျိုးတွေအများကြီးကြုံတွေ့လိုက်ရနိုင်တယ်နော် အပေးကိုမြတ်တာပါဒါမှမဟုတ်ကိုယ်မှရှိရင်ဟာကြရင်ဟိုဟိုမတွန့်တူပဲပေါ့နော်အများအများတွေကို sharing လုပ်တာမျိုးလေးလုပ်ပေးပါတခြားသူတွေကိုဝယ်ကြွေးရတို့မျှဝေရတို့ဒါမှမဟုတ်အလူတန်းလုပ်တာမျိုးနော်အားမျိုးလေးလုပ်ပေးတင်ပါရယ်ဆိုရင် message ဝင်ရပါတယ်ခင်ဗျာအခြေအနေပတ်သက်ရင်တော့ကျွန်တော်တို့ဒီမှာတယောက်တည်းအမြင်နဲ့တွေ့ကြအောင်လို့တော့တယောက်တည်းပဲဖြစ်နေအောင်မယ်ဒါပေမဲ့အဲ့တယောက်တည်းဖြစ်နေရတာကလည်းအခုအတွက်စိတ်ချမ်းသာစေရတဲ့အရာတစ်ခုဆိုတာမမေ့ဖို့ပဲဒီမှာ message ပေးထားပါတယ်နော် ဆိုတော့ကျွန်တော်တို့ oracle session ကိုတွားရအောင်ဒီကတော့ကိုယ့်ရဲ့ရေမှန်းချက်အတွက်ပေါ့တခုတလန်းကဟိုတကယ်လို့ရေမှန်းချက်ကြီးကိုပြောင်းတော့ရောမဟုတ်ရင်တော့မှာကွာတလန်းကဒီကိုသွားနေတဲ့တလန်းအဆင်မပြေနောက်တလန်းကိုမြင်မြင်စံစံရွှေ့နိုင်ဖို့ပေါ့နော်အဲ့ဒါလေးကိုပဲ aside ထုတ်စေချင်တာမျိုးပါနော်အဲ့လို message ပို့ရတာအဲ့ကျွန်တော် universe ကဘယ်လို message မျိုးအကြိုက်မျိုးပေးနေမလဲကြည့်ရအောင် collective တမားတွေအတွက် universe ကဘယ်လို message တွေ guidance တွေပေးနေမလဲရှင်းအောင်ပါ collective တမားတွေအတွက် universe ကဘယ်လို guidance တွေ message တွေပေးနေနေလဲရှင်းအောင်ပါ portal doors are opening here yeah ဒါ doors are opening you decide if we want to one catch no joy အလိုမျိုးတခါကြီးကတော့ပွင့်လာပြီဒါကိုယ်တို့အခွင့်အရေးလမ်းကြီးရတယ်ပွင့်လာပြီဟုတ် ဘာလို့ရမှန်းမသိရပဲဖြစ်နေမှာဟိုမှာဘယ်တကားကိုရွေးရမှန်းမသိဘူးဘယ်ဘယ်အခွင့်အရေးကိုလက်ခံရမှန်းမသိဘူးဘယ်နေရာကိုသွားရမှန်းမသိဘူးအဲ့လိုမျိုး confusion တွေရောလာနိုင်တယ်နော်ဆိုတော့ပွင့်နေတဲ့တကားတိုင်းကတော့ကိုယ်တော်ကောင်းမွန်တဲ့ opportunity ပဲဖြစ်ပါလိမ့်မယ်အဲ့တော့ကောင်းမွန်စွာရေးချယ်ပါဆုံးဖြတ်ချက်ချတဲ့အခါမှာတည်တည်ချက်ချကျွန်တော်ပြောဆိုရေးတိုးမကြည့်ပဲရရှိကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချပေးပါနော် အဲဆိုရင်တော့ကိုတို့ပွင့်နေတဲ့လမ်းတွေလမ်းတွေတကားတွေကလည်းကိုတို့အကောင်းဆုံးနေရာတွေကိုခေါ်ဆောင်သားပါလိမ့်မယ်လို့အဲလိုလေးပြောထားပါတယ်။နော် reward ဆိုရင်ဒါတချို့တချို့တွေကြောင့်လည်း reward တွေရမယ်ပေါ့နော်။တချို့အတိတ်မှာပင်ပန်းခဲ့တဲ့သူတွေအတွက်ကလည်းဒါကိုစူးစမ်းရင်စူးစမ်းခဲ့တဲ့လောက်ဒီဟိုကိုတို့ပေါ့နော်။ဟို universe ကနေပြီးတော့စုချရတဲ့ပုံစံမျိုးတွေလည်းမြင်ရတယ်။ manifestation တွေပြည်လာနိုင်ခြေရှိရမျိုးမြင်ရပါတယ်နော်။ တဏှာနဲ့တဏှာကိုချိတ်ဆက်ပြီးရတဲ့ဟာမျိုးဖြစ်နေမယ်ဘယ်လိုပြောရမလဲအာ sorry ယုတ်တရပေါ့နော် and then magic ဆန်တဲ့ miracle ဆန်တဲ့ energy မျိုးတွေရတယ်ဆိုတော့ဘယ်လို energy မျိုးလဲဆိုတော့တာအခုအတွက်ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ဟို ကျွန်တော်ပြောတဲ့ teleport လို့ပြောမှာအဲ့လိုမျိုးပေါ့ရုပ်တရည်ကြီးချက်ချင်းနိုင်ငံပြောင်းလဲသွားတဲ့အပြောင်းလဲရေကြောင်းအနိုင်နေနော်နေရာတခုအပြောင်းလဲဖြစ်သွားတာလို့နော်အဲ့နေရာ data ကြီးပြောင်းလဲသွားအလုတ်ကန်ကြီးပြောင်းလဲသွားတာလို့အပြောင်းလဲကြီးသွားပြီးမြင်ရတယ်အဲ့အပြောင်းလဲကိုတပို့ပြောကောင်းတဲ့ပြောင်းလဲကြီးဖြစ်သွားလိမ့်မယ်လို့မြင်ရတယ်အရင်တော့ကိုကဒီလိုလုံးဝမဟုတ်ခဲ့ဘူးဒါပေမဲ့အခုကျတော့လုံးဝပြောင်းလဲသွားရဲ့ဆိုရယ် energy မျိုးလည်းဖြစ်သွားနိုင်တယ်နော် ဘာလို့ဆိုကိုကကောင်းမွန်တဲ့အခွင့်အရေးကြုံသွားတယ်ကောင်းမွန်တဲ့အဝေးကနေနေဖြစ်သွားတယ်ပေါ့နော်ကိုကိုကိုနားလဲတွက်သွားတယ်ကိုကိုကိုတည်သွားတယ်ကိုကိုကို reflection ကောင်းကောင်းလှုပ်တက်သွားတဲ့အခါကျတော့ကိုတက်ဘေးအားကောင်းတယ်ဘေးအားဆိုးရယ်ဆိုတော့ကောင်းကောင်းတည်သွားတဲ့အတွက်ဟိုအပြောင်းလဲသွားနိုင်တယ်ပေါ့နော်ရုပ်တရက်ကြီးအာ तू မဟုတ်တော့တယ်လို့ပဲအရင်တော့က तू ကဒီလိုမဟုတ်ပါဘူးခုမှအရင်ပြောင်းလဲသွားတာပဲဆိုရယ် message ပေါ့အဲ့လို energy မျိုးလေးရတယ်နော်သစီရမေတက်က seeing potential okay potential bringing unconsciousness to light oh อืมเอ่อတခါတည်းကျတော့ကျွန်တော်တို့အဒီဟိုပြောပြမယ်ဟိုကျွန်တော်တို့ရဲ့ဒီမန်ချက်တော်တော်လကောင်းကျွန်တော်တို့ရဲ့ manifestation တော်တော်လကောင်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့အထားပါတော့ကျွန်တော်တို့ရဲ့ purpose ပေါ့နော်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေအတွက်ကြောင်းတော်လကောင်းကျွန်တော်တို့ကဟိုဒီ outcome နေပေါ့နော် outcome နေဘယ်လိုဖြစ်လာမလဲအာ ဘာကြီးဂျုံလာရမလဲဆိုတော့ကျွန်တော်တို့အရင်အာရုံစိုက်တယ်ပေါ့နော်။ငါဘလောက်လုတ်ပြီးသွားပြီလဲဆိုတော့အသိပြီးအာရုံမစိုက်တတ်ချဘူး။ဆိုတော့ဒီမှာပြောတဲ့ message ကလည်းအဲ့လိုပဲဟိုကိုကအဲ့လိုမျိုးတခြားသူတွေကကိုကိုလာပြီးပေးမယ်ဥပမာကျွန်တော်ဥပမာပေးရရင်ကျွန်တော်တို့ရမန်းချက်တခုတော့စူးစားရဲဟိုမှာလူသိများခြင်းနဲ့ social influencer ဖြစ်ခြင်းနဲ့လူတွေကကျွန်တော်တို့ Q site တာကိုပဲကျွန်တော်တို့ကကြည့်ရပေါ့နော်။ဆိုတော့ ကျွန်တော်လူရဲ့ queue မဆိုင်သေးဘူးလား queue ဆိုင်ပြီလားဆိုရယ်အဲ့အဲ့အခြေအနေတွေပဲကျွန်တော်တို့အများအားသုံးသပ်နေတတ်ကြရယ်အဲ့အခြေအနေတွေပဲကျွန်တော်တို့ကအချက်ဆုံးတတ်ကြရယ်ဒါပေမဲ့ကိုယ့်ကိုယ်ကိုအချက်ဆုံးဖို့ကြောင့်မိရယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ perception တွေအားလည်းအရေးကြီးရယ်ဆိုတာမျိုးတွေဒီထားမိလာလိမ့်မယ်ကိုကအဓိကတော့ကိုယ့်ရဲ့ကိုယ့်အတွက်ကိုပေါ့နော်ကိုယ့်ရဲ့မသိစိတ်ကိုယ့်ရဲ့သိစိတ်ဒီစိတ်နှစ်ခုအတွက်ပို့ပြီးတော့အားဖြစ်စင်မဲ့အရာမျိုးတွေလုံးမိလာလိမ့်မယ်နော် ဆိုတော့အဲ့လိုမျိုးပြောချင်တာ။ဒါဆိုက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 ျိုးဆိုင်ဖို့မိနေတဲ့တာမျိုးရှိရတယ်ခဲ့ကျွန်တော်ပြောသလိုပဲဒီခါတည်းကကြာရင်ကျွန်တော်တို့ကအောက်ခံမှုအရင်အားလုံးစိုက်လုံးတဲ့အခါကျတော့ကိုဘာတော့ကိုဘလိုကျိုးဆိုင်ရမယ်မသိတော့ဘူးဘာလို့လိုလိုရမယ်မသိတော့တာမျိုးရှိတယ်နော်နောက်ဆုံးကိုကိုကိုပြန်ပြီးတော့သုံးသက်ကြည့်လိုက်တော့မှအော်ငါထားလို့နေရပါလားဆိုတာမျိုးကို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 ပြန်ပြီးတော့သိသွားတယ်အဲ့တော့ ဒီမှာကဘာပြောထားလဲဆိုတော့ကိုကအလင်းဝင်လိုက်ပြီးရှာကြမလို့အလင်းကကိုယ့်ရဲ့ရင်ထဲမှာပဲရှိရဲဆိုတော့အဲကိုကကိုပို့ပြီးကြိတ်တက်သွားတဲ့အခါကျရင်ကိုကပို့ပြီးတော့ဖြစ်နိုင်ခြေအများကြီးရှိရဲတူပါလားကိုက potential ဆိုတာကအရန်အောင်မှာကောင်းမွန်တဲ့အလားအလာကြီးရှိနေတဲ့သူတယောက်ပါလားဆိုတော့ကိုကကိုကိုတိတ်သွားမယ်နော်အဲ့လိုမျိုးအနေနဲ့ရှိမျိုးလောကပင်လေလိုပဲပါမာယာများရဲ့ပါသေးတာအပြင်လောကမာယာများရဲ့ မှန်ရမများတာကိုပဲเนาะကိုကိုကိုပဲပြန်ပြီးတော့သုံးသက်ကြည့်โอเคနောက်ထပ်တစ်ခါလောက်ထုတ်ပြပါဦး for into my arm surrender holding the opposite extremes of like mm. okay surrender surrender ဆိုတော့ကျွန်တော် manifestation နဲ့ပတ်သက်ရင် surrender ကအရင်အရင်ကမှအရေးကြီးတယ်ပေါ့နော် wait it's not your time to tense up being open ဟဲ့ကျွန်တော် surrender လုပ်ဖို့ကတော့အများရန်ပြောနေကြအတိုင်းပါပဲကျွန်တော်တို့ကဟိုကိစ္စတစ်ခုကိုအရင်လိုချင်တယ်အဆန္ဒတစ်ခုကိုအရင်ပြင်းမြောက်ချင်တယ်ဖြစ်မြောက်ချင်တယ်ဆိုပြီးတော့ကျွန်တော်တို့အတင်းပေါ့နော်နောက်ကနေ force တွေပေးကြတယ်အတင်းလိုက်လုပ်ကြတယ်ပေါ့နော်ဒါပေမဲ့အရာတွေကတကယ်လက်တွေ့မှာကျတော့တကယ်ကိုယ့်အတွက်အကျိုးရှိလားဆိုတော့နည်းနည်းပြောရခက်တယ်ဒီကအတင်းပေါ့နော်ကိုကဒီယာနောက်ကိုအတင်းလိုက်တဲ့အချိန်မှာလူရဲ့လူတော်၎င်း ရုပ်ဝတ္ထုပစ္စည်းတွေလည်းကောင်းပါတော့ကျွန်တော်တို့ဘလို့အတင်းကြီးလိုက်တာမျိုးတွေအတင်းချိတ်စလုပ်တာမျိုးတွေဆိုမကြိုက်ချောက်ဦးတည်လားသူတို့ပြေးမှာပဲกว่าဒီပြောချင်တာကအဲ့တော့သူ့အတွက်အချိန်တစ်ခုရောက်ရင်အဆင်ပြေသွားလိမ့်မယ်အရာရာဟာမဖြစ်လာသေးဘူးဆိုတာအချိန်မကျသေးလို့ပဲမဖြစ်နိုင်ဘူးဆိုတာလည်းမရှိသေးဘူးဒါပေမဲ့အချိန်မကျသေးဘူးတည်လားကိုယ်ကကြိုးစားမှုကလိုလိုအပ်နေရဖြစ်စေဖြစ်မယ်အချိန်တွေကလိုအပ်နေရဖြစ်စေဖြစ်မယ်လိုအပ်ချက်တခုခုရှိနေတယ်ရဲ့အဲ့ဒီလိုအပ်ချက်ကိုကိုကိုယ်ကိုယ်ကိုယ်ရိုင်းမှာရှာ ်เนาะအဲ့လိုအချက်ရှာပြီးတော့ကိုကိုရိုင်းကိုကိုဘာသာကိုဖြည့်စီဖြည့်စီပြီးတော့ကောင်းကောင်းလေးဒီကိုရဲ့ကိုမှရှိတဲ့မစားသူရင်းနဲ့မတူညီရာတွေကိုရအောင်ရှာဖွေပြီးတော့လက်ခံတာเนาะဒီမှာကိုရဲ့အမေတို့မိသားစုတို့เนาะတငယ်ချင်းတငယ်ဒီမှာတော့အမေရဲ့ energy ကိုရပါเนาะကိုရဲ့မိဘတွေကလက်ကလုံးမှာကိုရဲ့ရှင်ထဲမှာရှိနေတည်းရဲ့ကိုအနာမှာရှိနေတည်းရဲ့ဆိုရင်ပြောဆိုင်ပေးပါတကယ်လို့မရှိရအောင်ဆိုရင်သူတို့တွေက သူတို့တွေကြီးကနေ message တွေပေးနေတာပေါ့နော်ကိုကိုကို view size ချိန်ချင်တယ်သူတို့အနားမှာအမြဲရှိနေပါရဲ့တဲ့အဲ့တော့ဟိုမကောင်းမွန်တဲ့မကောင်းတဲ့အနေအထားနဲ့ကိုယ်နာမှာရှိနေတာမဟုတ်ဘူးနော်ဆိုတော့တကယ်လို့ညာမိဘရင်မရှိရတဲ့သူတွေအတွက်ကတော့ကိုယ့်ရဲ့မိဘကအဝေးတနေရာကနေပြီးတော့ကိုယ့်ကိုချိန်နေပါတယ်ကိုယ့်ကိုအချိန်မီးဆောင်ချိန်နေတယ်ဒါပေမဲ့မကောင်းတဲ့အနေအထားမကောင်းတဲ့ပုံပွားကနေမဟုတ်ပါဘူးတဲ့ကောင်းမွန်တဲ့ပုံပွားမှာရောက်နေပါတယ်ဆိုတဲ့ message ကိုပေးထားပါတယ်နော်ကျတော့ အဲချိန်တစ်ခုမရောက်မချင်းကတော့သူ့ဟာသူဟိုဘယ်လိုပြောမလဲလေပတ်နေအောင်မှာပဲကွာဒီလားအေးလေပတ်နေတဲ့အချိန်အတွင်းမှာကျွန်တော်တို့ကစိတ်လေးကိုဆရာတော်ဆရာတော်လို့ပြောဆိုအကုန်လုံးကိုလွတ်ချလိုက်တာပဲကွာဒီလားဖြစ်နေတဲ့အချိန်မှာဖြစ်တာပါစီတော့ငါကတော့တက်တင်တက်လောက်စူးစမ်းပြီးသွားပြီးထပ်ပြီးတော့လည်းစူးစမ်းအောင်မယ်ဆိုပြီးတော့စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်တာပေါ့နော်အဲဒါကျတော့အရန်ကိုလည်းကိုရောစိတ်ရောလုံးဝလွတ်လပ်ပေါ်ပါပြီးတော့နေရထိုင်အောင်အရန်အဆင်ပြေသွားလိမ့်မယ်နော် ကျွန်တော်စာကြည့်ကြရအောင်အခြေအတွက်ပေါ့နော်အခြေအတွက် message နေနဲ့ rose oil ပြောအခြေအရေးဆိုတာမေတ္တာရေးပေါ့နော် rose oil ပြောအပ message နေပြီပုံမတဲ့ဆိုတော့ energy လေးပြည့်နေအောင်လေးပြီးတော့လေးလုပ်ပေးရအောင် the scale water nourishment replenishment heart rest cycle ကိုကိုကိုချစ် အနားယူပါကိုကိုကိုချစ်ပါကိုအနားယူပါကိုရဲ့ကျန်းမာရေးကိုကိုကူယူဆိုင်ပါတဲ့ nourishment ဆိုတာကျွန်တော်ကအင်းကိုကိုကို self care self care နဲ့ nourishment ဆို nourishment ကအရင်မြဲတယ် nourishment ကကျွန်တော်တို့ကဘယ်လိုမျိုးကျွန်တော်ကတော့ဘယ်လိုယူဆလဲဆိုတော့ဒီကလေးဟိုကျွန်တော်အပင်တပင်ကိုစိုက်ပြုံးနေဝင်းချံသမားနဲ့အပင်တပင်ဆိုတာအပင်နေအများယူစိုက်ပြုံးနေဝင်းချံသမားတယောက်နဲ့တွေ့ရပါကြာဒီလိုငှက်တန်လေးရမ်းပါဝိုင်း sorry နော် ဆိုတော့ကျွန်တော်မင်းဆော်ရီထားပြီးရိုက်နေရဆိုတော့ဟုတ်ပြီဟို nourishment ဆိုတော့ဟိုကျွန်တော်တို့ကဒီအပေါ်ရန်ပေါ့နော်အပေါ်ရန် caring လောက်တာမျိုးမဟုတ်အပေါ်ရန်လေးကျူးစိုက်ရတာမဟုတ်ဘူးအပင်တပင်ကိုညှိုးရမှာဆိုတော့ရေလေးပုံမှန်လောင်းလိုက်တာမျိုးအဲ့လောက်ထိအဲ့လိုမျိုးလေးလောက်တာမျိုးမဟုတ်ဘူးအဲ့ထက်အများကြီးပို့ပြီးတော့လေးနေတယ်ပို့ပြီးတော့အတိတ်ပဲရှိရပို့ပြီးတော့များရပေါ့နော်ပြောချင်တာတော့ပို့ပြီးတော့လေးနေတယ်ပေါ့နော်ဆိုတော့ ဘာလို့အဲ့လိုဒီလေးနေရလဲဆိုတော့ knowledge management ဆိုတာကဒီအပင်လေးရဲ့အနာကပ်ကိုပါထည့်ပြီးတော့ထည့်ထွက်ပြီးတော့စဉ်းစားတာပေါ့ဒီအပင်လေးကအနာကပ်မှာအတိအတီလာနိုင်တယ်။ဩအတိမတိရဲ့ this အတိမတိရဲ့အပင်ဆိုရင်ပန်းလေးပွင့်လာနိုင်တယ်။အခက်လက်လေးတက်လာနိုင်တယ်ဆိုတော့အဲ့ဒီအတွက်ငါဘယ်လိုလေးလုပ်ပေးရမလဲဒီအပင်လေးကိုတစ်ဆင်းချင်းကြည့်ပြီးတော့ဟိုနားလေးကတော့ပိုးပိုးစားနေပြီးငါကတော့အဲ့နားလေးကိုဘယ်လိုဘယ်လိုလေးဖြတ်ထုတ်ရမလဲငါဘယ်လိုလေးလုပ်ရမလဲဒါမှသာအနာကပ်မှာဒီအပင်လေးက အញ្ញောလှပရဲ့အပင်လေးတပင်ဖြစ်လာမှာအင်းအဲ့လိုမျိုးပေါ့တချို့ကြီးကျတော့တရက်ပင်တွေပါစိုက်တယ်ဟိုမှာအဲ့ဘာလဲဘယ်လိုပြောမလဲအပင်လေးစိုက်တယ်ဒီအပင်လေးကအရင်နောင်နောင်နှစ်ပေါင်းများစွာမှာကြီးလာရဲ့အခါကျရင်လူတွေရောအရေးပေးနိုင်လိမ့်မယ်ဒါဆိုဒီငါငါစိုက်ပြိုးခဲ့ရတာတွေကအနာဂတ်မှာငါ့အတွက်အများကြီးငါ့အတွက်ကောလူတွေအတွက်ကောအများကြီးအကျိုးပြုနိုင်မယ့်အရာတွေပါလားဆိုရဲရည်ရွယ်ချက်ရှင်မှန်ချက်အဲ့ဒီမှန်ချက်နဲ့လေးနက်စွာနဲ့စိုက်ပြိုးခြင်းယူစိုက်ခြင်းဟိုမှာ nourishment ကိုခေါ်တာကွာဒီက အဲ့တော့အဲ့လို knowledge မှမျိုးတစ်ခါတည်းကျရင်ကိုကိုကိုလည်းပြန်ပြီးတော့ပေးသင့်တယ်ဆိုတာမျိုးဒါကလည်း market လို့ဖို့အရင်ခက်ခဲနေတဲ့အရာတွေမှာပါတယ်ဆိုတော့ကျွန်တော်တို့ကကိုကိုကိုချစ်တယ်ချစ်တယ်ချစ်တယ်ဆိုတာလူရင်းတော့ချစ်နေကြပဲเนาะကိုကိုကိုဒါပေမဲ့ဟိုကျွန်တော်ပြောတဲ့ nourishment လို့ပုံစံမျိုးကိုကိုကိုတစိမ့်စိမ့်ကြည့်ပြီးတော့ငါတို့အနာဂတ်မှာတို့တို့ဖြစ်နေလို့မရဘူးဥပမာကိုကမိဘကိုတော့လှုပ်ကြွေးနေတယ်ဒါပေမဲ့အခုအချိန်မှာနည်းနည်းလေးဖြစ်လာတဲ့ အစိမ့်ညစ်တာတို့စိတ်ဖြည့်စီရတာအဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲတချို့တွေဆိုစိတ်ဖြည့်သိဖို့အတွက်ကျွန်တော်တို့ alcohol တွေမျှဝဲတချို့တွေဆိုရင် address တွေတောက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတောက်လိုက်တာကြီးငါ့အတွက်တကယ်လို့စိတ်တော့ဖြစ်ရတာအချမ်းမှန်ရတော့ပေါ့တကယ်လို့ညင်ညွတ်ရတာဒါကြီးဒီလိုမျိုးလုပ်နေတာအခုခဏလေးစိတ်ဖြည့်စီနေတဲ့အချိန်မှာဒီလိုတွေလုပ်လိုက်တဲ့အခါကျရင်ရေရှည်မှာစိုးကျိုးကြီးဖြစ်လာနိုင်တယ်အဲ့တော့မဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုလည်းနောက်ဆက်ပေးလာနိုင်တယ်ဆိုတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ နားမလည်နိုင်ပဲဖြစ်လိမ့်မယ်ကိုကိုကိုပြန်ပြီး view မဆိုင်ဖြစ်မယ်ဖြစ်လိမ့်မယ်ကြာအဲ့တော့ yourself ကလေးလုပ်ရုံနဲ့မရဘူး nourishment ကောင်းကောင်းလိုတယ်နော်အဲမှာယူ view site ပါအနာယူလို့အလိုက်နားပါနော်။ရန်ကြီးလည်းကိုကိုကိုမခိုင်းပါနဲ့။အဲလို message ရောင်းရပါတယ်။ကြီးလင်းပေါ့နော်။ကြီးလင်းနေတဲ့ခြေလေးရတယ်။ဒီမှာရှေးရှေးခြေရနေခြေလေးရတယ်ပေါ့နော်။ခြေရှေးမင်းများတောက်ဖို့လည်းလိုအပ်နေရမျိုးတွေ့ရတယ်နော်။ဒါပြောနေရောမယ်ကြီးလင်းဆိုတဲ့အကလေးထွက်လာပြီပေါ့နော်။ The breathing rose အသက်ရှင်နေရဲ့နည်းစီပေါ့နော် heart healing emotions connection time is time is တဲ့နော်ဒီမှာ time ဒီမှာ timing timing လေးပြောနေရနော်အဲ့တော့อืมကိုယ့်ရဲ့နှလုံးသားလေးကိုရှင်းလင်းလုပ်ပါကိုယ်နှလုံးသားရရနာခြင်းနေရာတိပါရေပင်မနေရာတိပါရေအဲ့ဒါလေးကိုရှင်းနေလို့ပါကိုယ် emotion တွေကိုနားလေပါเนาะ nourishment နေမှာကျွန်တော်တို့ကိုယ် emotion တွေကိုနားလေရတယ်ပါရေပေါ့เนาะအဲ့လိုမျိုး နားလေဆိုတာအဝေရောအဝေရောဖြစ်တာပေါ့နော်ကိုယ့်ရဲ့ emotion ကိုတတိထားမိရငါကတော့ဒီလိုခံစားနေရတယ်ငါကတော့ဘလို့ရှိနေရငါကတော့ဘလို့မျိုးငါကတော့ဒီလိုမျိုးငါကဘလို့မျိုးအဲအဲ့လိုမျိုးပေါ့နော်ငါကတော့ဘယ်ကိစ္စကြောင့်မလို့ဘလို့ emotion တွေဖြစ်နေရဘလို့လုံးခံစားနေရဒါမျိုးတွေပေါ့နော်အဲ့လိုကိုယ့်ကိုယ်ကိုပြန်ပြီးတော့သုံးသပ်တာသုံးသပ်တဲ့အခါကျရင်ကိုယ့် emotion တွေကိုနားလည်လာလိမ့်မယ်ကိုယ့်ကိုယ်ကိုလက်ခံလာရကိုယ့်ကိုယ်ကိုနားလည်လာရဆိုတော့ကျွန်တော်တို့ healing ဖြစ်သွားတာပါပဲနော်ဆိုတော့ connection တွေကိုကျွန်တော်တို့နှလုံးသားလေးနဲ့ compassion နဲ့ ချက်ကိုပန်ရှင်ဆိုကျူနာတရားပေါ့နော်အဲကျူနာတရားလေးနဲ့ connection တွေကိုဆက်ဆံကြည့်ပါဆက်ဆံရေးတွေမှာကျွန်တော်တို့ကအဲ့လိုမျိုး connection တွေနဲ့ဆက်ဆံလိုက်တဲ့အခါကျရင် connection တွေကိုကျွန်တော်တို့ကနှလုံးသားကြီးတစ်ခုလုံးနဲ့ဆက်ဆံလိုက်တဲ့အခါကျရင်တော့ healing ဖြစ်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်အဲ့လိုပြောနေတာဖြစ်ပါတယ် okay emo emotion တွေနားလေးဘူးလို့ပါရဲ့ sorry ကျွန်တော်တငယ်ချင်းနဲ့စကားထားပြောနေအဲ့လိုလိုပါနော် okay ကျွန်တော်ဆက်ပြီးကြည့်အောင်နော်တကယ်တော့ ေကျွန်တော်တို့အခြေအနေနဲ့ပတ်သက်ပြီးတော့ဗာလီတည်တင်နေအဓိကတော့ဒီဒီလူတွေရတယ်လောကကျွန်တော်နိုင်ရောနိုင်ရောကပ်နိုင်ရောကပ်ဆိုတော့ကတ်လေးတည်ရမလားဆန္ဒထွက်တာလေအဲ့ကတ်လေးမှာရကျွန်တော်တည်ရတည်လိုက်တယ်ဒီလူတွေမှာ healing energy ရောရှိနေပြီလို့နော်ဆိုတော့တကယ်ကို healing နေဖြစ်နေပြီဆိုတဲ့ energy တွေရတယ်နော်ဆိုတော့ sub bro sorry hidden in plain sight mystery learning and teaching yeah ကျွန်တော်ပြောရည်နော် ဟို lesson တွေလမ်းလုံးရဖို့လာလိမ့်မယ် the potential promise is about to happen keep going potential အရင်ရှိရလူပဲပဲဒီလူတွေရတယ် potential အရင်ရှိရ quality တမားရအဲကိုကိုကိုငါတော့အဲ့လိုမလုံးနိုင်ဘူးဆိုပြီးတော့အားမငယ်ပါနဲ့တကယ်ကို potential အများကြီးရှိရလူတွေပဲเนาะဆိုတော့အများကြီးအနာဂတ်မှာဖြစ်နိုင်တယ်เนาะဘာပဲဘလူရီမန်းချက်မျိုးပဲဖြစ်ဖြစ်ဖြစ်နိုင်အောင်စူးစမ်းနိုင်တဲ့စိတ်လည်းရှိတယ်လို့အလားအလာလည်းရှိရဲဆိုအမျိုးလက်ခံပါเนาะ ပြီးတော့လောကကြီးမှာ mystery ဆိုတာကျွန်တော်တို့မမြင်ရတဲ့ဟာကြီးစမ်းကြည့်ရတဲ့အရာကြီးဒါကြီးကလည်းဖြစ်ပြနေရဲ့ဆိုတော့ဟိုအလွယ်တကူကိုကိုကိုလည်းမနှိမ်ချလိုက်နဲ့ကိုကိုကိုလည်းအားမငယ်လိုက်နဲ့နော်ဆိုတော့အဲ့လိုမျိုး message မျိုးပေးထားတာပေါ့ပြီးတော့တစ်ခါတည်းကြရင်ဘာမှမရှိတဲ့နေရာကြီးမှာတခုခုရှိနေတတ်တယ်ပေါ့နော်အဲ့လိုမျိုးပါဟိုမှာဘယ်လိုပြောရမလဲကျွန်တော်တို့ဟိုပစ္စည်းတခုရှာရတယ်ပေါ့နော်ရှာရတဲ့အချိန်မှာဟိုမှာကျွန်တော်တို့ကဟို ပြင်းကြီးပေါ့ပလိန်ပဲရှိတဲ့နေရာပြင်းကြီးပေါ့ဘာမှမရှိတဲ့နေရာအိမ်မှာကျွန်တော်တို့တိတ်ပြပစီပါပြီပျောက်တယ်ပျောက်တဲ့ခါကျရင်သွားမရှာရှာလေးမရှိကြဘူးเนาะဆိုတော့အဲ့ပလိန်မှာဘာမှမရှိနိုင်ဘူးပေါ့ဒါကြီးကနေနေရတာပဲပြင်းကျဲကြီးတွေเนาะအဲ့မှာဒစီတစ်ခုရှိနေကြအကြောင်းမှမရှိရဆိုတော့ပုံမှန်ဆိုအဲ့လိုမျိုးတွေးနေတဲ့ခါကျရင်ဒီကရင်ကျတော့အဲ့ပလိန် site ထဲမှာမှမြုပ်ထားတဲ့အရာကြီးရှိတာ treasure လို့ခေါ်မလားเนาะရေဒနာကြီးရှိတာပေါ့ဆိုတော့အဲ့ဒါပါပဲအဓိကကတော့ကိုယ့်ရဲ့ကိုယ်ရဲ့မှာပဲကျွန်တော်တို့ဒီမှာကိုယ့်ခန္ဓာကိုယ်ရဲ့မှာပဲကိုယ့်ရဲ့ အဲဒီနှလုံးသားရဲ့မှာပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ကိုယ့်စိတ်နှလုံးသုံးပါးရဲ့မှာပဲကိုလိုချင်တဲ့အဖြစ်ရှိပါလေလို့ပြောချင်ပါတယ်ဆိုတော့ Okay ဆိုတော့ကိုယ့်ရဲ့ higher self နဲ့ကိုပြန်မျိုး connect လုပ်မိနေမယ်နော်ဆိုတော့အဲကိုကိုကိုနားလဲပါကိုကိုကိုယူဆိုင်ပါဟင်းနေလောက်ပါပေါ့နော်ဒါပဲပြောချင်ပါတယ် Okay ဗီဒီယိုလေးကိုလည်းဆက်ကြည့်နေမှာလို့ထင်ပါတယ်ကျွန်တော်ဒီနေ့ရက် MD ရမ်းရမ်းရမ်းကြွယ်ကပေးသွားဖြစ်ပါတယ်ကျွန်တော်စင်ပြီးနေပြီလေးဖြစ်ဖြစ်ချင်းပြုတ်ပေးထားဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်းသဘောချမ်းရှင်းဆိုင်မယ်လို့ထင်ပါတယ်တကယ်လို့မြန်မာမိဘလေးတွေမိရရှေးရမျိုးပဲဖြစ်ဖြစ်အခက်အခဲလေးတွေအဆင်မပြေရလေးတွေတခုခုရှိနေရမျိုးပဲဖြစ်ဖြစ်ကျွန်တော်စီလိုလာပြီးဆက်တယ်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ Facebook page ကနေလာပြီးဆက်သွယ်လို့ရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဆီမှာ package လေးရှိပါတယ်မိန်းကုန်းလေးလည်းတစ်ခုချင်းစီမိပြီးတော့လာပြီးဆက်သွယ်လို့ရပါတယ်ခင်ဗျာဆိုတော့ကောင်းမွန်တဲ့နေ့လေးပဲဆန်နေပါစေ full moon day လေးမှာလည်းကြိုရှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုကောင်းမှုတွေ ပြုသမျှရပြီးတော့ပေါ့နော်နိဗ္ဗာန်နဲ့တာဖြစ်စေဟောတုနိဗ္ဗာန်ရထောက်ပံ့ရဖြစ်ရပါလို့ရှင်ဗျာโอเคဆိုတော့ဗီဒီယိုလေးဒီမှာဆက်တောရပါမယ်ဘိုင်